မိတ်ဆွေကစုံတော့ဇလန်းလေးကိုကြိုက်နှစ်သက်တဲ့လူတစ်ယောက်လားစုံတော့လို့ပြောလိုက်ရင်ဘသူကိုပြေးမြင်မိလဲများသောအားဖြင့်တော့ရှာလော့ဟုံးသူ့ရဲ့မြန်မာဘာရှင်ဖြစ်တဲ့ဦးဆန်ရှာနဲ့ဆာပလင်းနှင်းမောင်တို့ကိုပြေးမြင်မိကြမှာပါဒီဇက်ကောင်တွေကစိတ်ကူးရင်ဇက်ကောင်တွေပါမိတ်ဆွေကမှုကင်းတွေဖော်ထုတ်တာကိုစိတ်ဝင်စားတယ်ဆိုရင်တော့တကယ်အပြင်မှာရှိတဲ့ဌာနတစ်ခုကိုအခြေခံပြီးတော့ရိုက်ကူးထားတယ် CSI ဆိုတဲ့ series လေးကိုကြည့်တင်ပါတယ်ဒီဇလန်းလေးကဇက်ကောင်တွေကအာမန်လူတွေပဲဖြစ်ပြီးတော့ ခင်ဖြစ်စဉ်မှာတွေ့ရတဲ့တသက်အထောက်အထားတွေကိုသိပ္ပံနီးကြစစ်ဆေးပြီးတရားခံကိုဖော်ထုတ်ကြတာပါဒီဇလန်းနဲ့ကဇက်ကောင်တူဖြစ်တဲ့ Gay Christian ပြောလို့ရှိတာကတော့ follow the evidence တသက်ပစ္စည်းနာကိုလိုက်ပါတဲ့ဇလန်းတွေအကြောင်းမပြောခင်အဓိကဇက်ကောင်တွေကိုအရင်ဆုံးမိတ်ဆက်ပေးပါမယ်ဒီဇလန်းနဲ့မှာအဓိကဇက်ကောင်တွေကတော့ဒေါက်တာ Gay Christian Oric Brown Nick Stout Catherine Willows နဲ့ Sarah Sider ရဲရရှိ Jim Brest တို့ပါ Okay အခုသူတို့မှုခင်းတွေကိုဘယ်လိုစုံစမ်းစစ်ဆေးပြီးတရားခံတွေကိုဘယ်လိုဖော်ထုတ်ကြမလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ကြရအောင်ဒီဇလန်ကိုအပိုင်း၄ပိုင်းခွဲပြီးတော့ကြတော့ပြောပြပေးတော့ပါမယ်နံပါတ်1တေချောင်းကြံစီမှုလားလူတက်မှုလားစုံစမ်းသူကောင်းဆောင်ဒေါက်တာကေခရစ်စင်ဟာရေချိုးကန်ထဲမှာတေဆုံးနေသူတို့ရဲ့အမှုကိုစုံစမ်းရပါတယ်။ပထမတစ်ချက်ကြည့်လိုက်တဲ့အခါမှာ၎င်းဟာရိုးရိုးတေချောင်းကြံစီမှုဖြစ်တယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ grace ကသိဆုံးသူရဲ့ခန္ဓာကိုယ်နဲ့ပတ်ဝန်းကျင်ကိုတည်တည်ချာချာစစ်ဆေးတဲ့အခါမှာပုံမှန်မဟုတ်တဲ့အချက်အလက်တွေကိုတွေ့ရှိရပါတယ်။အထူးသဖြင့် insert ပုံမွားတွေကိုခွဲခြမ်းစိတ်ဖြာခြင်းအပြင်အမှန်တရားဟာကွဲပြားခြားနားနေကြောင်းဖော်ထုတ်ခဲ့ပါတယ်။ပြိမှုကျူးလွန်သူဟာတသက်ခံလက်ပွေရာကိုဖုံးကွယ်ဖို့အတွက်လိန်ညာမှုတစ်ခုကိုစီစဉ်ခဲ့ပါတယ်။ grace ကထိုလိန်ညာမှုရဲ့ဇင်မြစ်ကိုသိပ်ပံနေကြဘလို့ရှာဖွေမှာလဲ။ဒီမှုက serious အစမှာနောက်ဆက်တွဲအပိုင်းတွေအထိပါဝင်မဲ့ဇလန်းတွဲတစ်ခုရဲ့အစပြုမှုဖြစ်ပါတယ်။ နှစ်လူသက်မှုလားမိမိကိုယ်ကိုခုခံကာကွယ်မှုလားအမျိုးသားတအူးဟာသူ့အိမ်ကိုအကြမ်းဖက်ဝင်ရောက်လာတဲ့သူတအူးကိုခုခံကာကွယ်တဲ့အနေနဲ့တနက်နဲ့ပြစ်တက်လိုက်ရတယ်လို့911ကိုအကြောင်းကြားပါတယ်ဒီမှုကို Catherine Willows နဲ့ Warwick Brown တို့ကစုံစမ်းစစ်ဆေးတဲ့အခါမှာတော့အမျိုးသားပြောတဲ့ဇာတ်လမ်းနဲ့အမှုဖြစ်စဉ်ဟာအနေငယ်ကိုလဲမှုတွေဖြစ်နေတယ်ဆိုတာကိုတွေ့လာရပါတယ် လက်စ်ဘေးကက်ကိုညီလာခံတစ်ခုလာတတ်တဲ့အမျိုးသားကြီးတယောက်ဟာပြည်ထစားတယောက်ရဲ့မြှုပ်ဆဲမှုကိုခံရပြီးဘာမှမပါရသေးခင်တတိလစ်သွားတာကြောင့်သူ့မှာပါလာတဲ့ပစ္စည်းတွေအကုန်ပါသွားပါတယ်။ဒီအမှုကိုတော့ Nick Stoke ကကင်တွေရပါတယ်။ဒီပိုင်းမှာ CSI ကိုအခုမှအလုပ်ဝင်တဲ့ Holy Grip ဆိုတဲ့ဇက်ကောင်ကိုမိတ်ဆက်ပေးထားပြီးလူတစ်တူအနေနဲ့ဘာတွေသင်ယူရမလဲ၊ဘယ်လိုခက်ခဲတွေကြုံရမလဲဆိုတာတွေ့ရမှာပါ။ဒီပိုင်းမှာ CSI ရရှိတဲ့သူတို့ကင်တွေတဲ့အမှုတွေကိုဘယ်လိုဖြေရှင်းကြမလဲ။ ဒူဒေးလီဟိုလီကရစ်စ်ကရောဘာတွေဂျုံတွေ့ရမလဲဆိုတာသိချင်ရင်တော့ comment မှာပေးထားတဲ့ Telegram channel မှာအခမဲ့ဝင်ရောက်ကြည့်ရှုလိုက်ပါ